မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့အော်တိုဘာလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစကုံတိန်ရေးဥဆောင်တဲ့ကချင်ပြည်နယ်အထုဒေသတဲ့ဌာနချုပ်တရှိရာပန်ဝါမြို့ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်နေပြီးတော့လမ်းတလျှောက်မှာရှိတဲ့စစ်တပ်နဲ့ပြည်သူ့စစ်စခန်းများကိုတိုက်ခိုက်ရှင်းလင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမနေ့ကစပြီးတော့ပန်ဝါမြို့ကိုအဓိကကာကွယ်ထားတဲ့ပြည်သူ့စစ်တပ်စခန်းဌာနချုပ်ဖြစ်တဲ့တစ်တုံညာတုံညာနဲ့တိုင်ရင်ဌာနချုပ်ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်လျက်ရှိပြီးတိုက်ပွဲအပြင်းထန်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူများနဲ့အပြင်းထန်ခုခံနေတယ်လို့သိရပါတယ် တက်3 3နဲ့ဘူဟာတက်စခန်းမှာတော့တိုက်ပွဲတွေအပြင်းထန်ဖြစ်နေတယ်လို့သိရတယ်စခန်းရပြီလို့တော့တရင်တွေထွက်နေပြီမဲ့အတီးပြုလို့တော့မရသေးဘူးစစ်ကောင်စီကလေရင်နေနဲ့ဘုံလာချဲတာတွေလည်းရှိနေတယ်စစ်ရေးကတော့တင်းမာပြီးတော့တိုက်ပွဲတွေဖြစ်နေတယ်လို့စစ်ရေးသတင်းရေးမြစ်ကပြောကြားထားပါတယ်ပန်ဝါမြို့မှာစကုံတိန်ရင်ဥဆောင်တဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူစစ်ဌာနချုပ်နဲ့ကချင်အထူးဒေသတဲ့ဌာနချုပ်တီရှိရာလက်ရှိတိုက်ပွဲဖြစ်နေတဲ့1332ဗျူဟာတပ်စခန်းဟာပန်ဝါမျိုးကိုထိန်းချုပ်ရေးအတွက်စစ်ရေးအရအလွန်အရေးပါတယ်လို့စစ်ရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်။စကုံတရင်ထိန်းချုပ်ထားတဲ့ချီပွေမျိုးကိုစက်တမလာ29ရက်နေ့မှာ၎င်းဆော်လော်မျိုးကိုစက်တမလာ30ရက်နေ့မှာ၎င်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ပိုက်ပြီးတဲ့နောက် ပန်ဝါဘတ်ကိုဥတည်ပြီးတော့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဥစကုံတရိပ်ဥဆောင်တဲ့ကချင်ပြည်နယ်အထုဒေသတက်မှာစော့လော်မြို့နယ်၊ချီဝေမြို့နယ်၊ဝိုင်းမော်မြို့နယ်နဲ့ကံပိုက်တီဒေသတို့ပါဝင်တယ်လို့သိရပါတယ်။လက်ရှိမှာ KIA ပူးပေါင်းတပ်ဖွဲ့များကအောက်တိုဘာလ3ရက်နေ့မှာချီဝေပန်ဝါလမ်းမှာရှိတယ်။ စက်တမိုင် BGF စခန်းကို၎င်းအော်တိုဘားလ၄ရက်နေ့မှာပန်ဝါသွားတဲ့လမ်းပေါ်မှာရှိတဲ့လမ်းကျော်စစ်ကောင်းစီရဲ့ယာယီစခန်းကို၎င်းသိမ်းပိုက်ခဲ့ပြီးတဲ့နောက်တစ်တုံညာတုံညာနှစ်ဘျူဟာတရင်ဌာနချုပ်ကိုအပြင်းထန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်းစီဘတ်တော်သားဦးစခုံတင်ရိပ်ဦးဆောင်နဲ့ကချင်အထူးဒေသတစ်အတွင်းမှာရှိတဲ့စက်ဒုံဆော့လော်ချီပွေမျိုးများကို KI နဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ထားတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်းထိန်းချုပ်ထားကြောင်းသိရပါတယ် ဲ့ဒီဒေတာများဟာမြေရှားတပ်တို့ကိုအဓိကထုတ်လုပ်နေတဲ့ဒေတာများအဖြစ်နဲ့လူတီများထင်ရှားကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းမင်းဘူးခရိုင်ပွင့်ဖြူမြို့မြောက်ဘက်အထွတ်ရွှေလက်ပံရပ်ကွက်မှာရှိတဲ့ပွင့်ဖြူမြို့ဆိုင်းဘုတ်အနီးမှာရင်းစစ်ဆေးဖမ်းဆီးဖို့ရောက်ရှိလာတဲ့ရင်ထိန်းတဲ့စစ်တပ်အဖွဲ့မိုင်းဆွဲခံရပြီးတော့ရင်ထိန်းနောက်ဦးတန်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘလာ၁၇ရက်နေ့မနက်၈နာရီကမှရင်ထိန်းရဲ့၄ဦးနဲ့စစ်သားနောက်ဦးစုစုပေါင်း၆ဦးကလမ်းသွားလာလာဆိုင်ကယ်နဲ့ကားတွေကိုစစ်ဆေးဖို့လုပ်နေတဲ့အချိန်မှာမိုင်းဆွဲခံရတာလို့ဆိုပါတယ် ဆိုင်ကယ်ဖမ်းမလို့ထွက်လာတာ supply check ရှောင်းတခင်စစ်စေးဖမ်းစည်းဖို့အတွက်ထွက်လာတာသူတို့ရောက်ပြီးတိတ်မကြဘူးအုံးဆိုပြီးတော့ထကွဲတာတလုံးနဲ့ကွဲတာလက်ပံမင်းကြီးအောက်ကကွဲတာလို့ဒေသခံအမျိုးသမီးတူကပြောပါတယ်မိုင်းကွဲပြီးတဲ့နောက်ရင်းစစ်အဖွဲ့မှပါလာတဲ့စစ်ကောင်စီတပ်သားတွေကပဝင်းကျင်ကိုတနက်တွေနဲ့လိုက်ချိန်နေတဲ့အတွက်လမ်းသွားလမ်းလာတွေဟာအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်မိုင်းကွဲလို့ရင်ထင်းရဲမိတက်တဲ့ဟာဥကောင်းမှာ စိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့ပြီးနောက်ထပ်ရင်ထင်းရဲတအူးဟာလည်းလက်ကိုမိုင်းစာထိမှန်ပြီးတော့မစိုးရင်ရဒဏ်ရာရရှိခဲ့ကလက်ရှိမှာရင်ထင်းရဲမေတဲတဲကိုပွင့်ဖြူဆေးရုံကနေပြီးတော့မခွေးစိုးရင်ကိုလွှဲပြောင်းကုသနေရတယ်လို့သိရပါတယ်ဒီမိုင်းကိုဘယ်အဖွဲ့ကထောင်သွားလဲဆိုတာကိုတော့သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူးစက်တမလာရှိရနေ့ကလည်းပွင့်ဖြူမြို့နယ်လယ်မကြီးရွာမှာစိုင်ကယ်နဲ့လာတဲ့ပြူစော်ဒီနှစ်ဦးပြစ်ခတ်ခံရပြီးတော့တအူးသေးတအူးဒဏ်ရာရရှိခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရင်းနံချောင်းမြို့နယ်အတွင်းလှည့်လည်ကပြည်သူပိုင်းပြည်စည်းများကိုခိုးယူနေတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား9ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဝါလာ၁၀ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကရေနံကောင်းမြို့နယ်အတွင်း15ရက်ကြာစစ်ကြောင်းထိုးနေတဲ့ခြေရွာများကိုလူရမှုများလှုပ်ဆောင်ပြီးတဲ့နောက်ရေနံကောင်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သား5ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိကရေနံကောင်းမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အလားတူပဲစက်တင်ဘာလ22ရက်နေ့မနက်ပိုင်းကရေနံကောင်းမြို့နယ်ယာကြီးပြင်အင်းတော်လမ်းပေါ်ကနေတဆင့်မကြီးကန်အုပ်စုအတွင်းဝင်ရောက်လာတဲ့ အင်းအား90ခန်းပါတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတီပူပေါင်းစစ်ကြောင်းဟာစက်ပမာလ23ရက်နေ့ညပိုင်းမှာမကြီးကအုပ်စုအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထောင်ထားတဲ့မိုင်းနှင်းမိပြီးတော့နှစ်ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကုတ်ကိုခွာရွာ၊ကံလေးကုန်းရွာ၊ကျွဲပုံရွာတို့ကိုလှည့်လည်ပြီးတော့25ရက်ကြာညအိတ်စခန်းချနေထိုင်တာ ပြည်သူဝိုင်းပြစ်စင်းများကိုခိုးယူနေတဲ့အချိန်ပြည်သူကာကွယ်တပ်ဖွဲ့များကလည်းဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။စက်တင်ဘာလ23ရက်နေ့က2ရောက်တည်ပြီး9ရောက်ဒဏ်ရာရတာမနေ့က9ရောက်တည်တယ်ဒဏ်ရာရတာတွေလည်းများတယ် နတ်ဆတ်၃ရက်နေနဲ့၁၀ရက်နေအတွင်းမှာစုစုပေါင်း9ရောက်တည်တာလို့ဖယားသီးကသတင်းပို့ထားပါတယ်။ကိုကိုကွားရွာမှာစိုင်းကယ်9စီးနဲ့ဖုန်းကားလုံးယူသွားတယ်လို့ People Defense Force ရေနံကြောင်း YNG PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကို People's Defense Force ရေနံကြောင်း YNG PDF တမမကြီး Special Column တမမကြီးအထူးလှူရှာစစ်ကြောင်းနဲ့အင်ဒေါ်တိုက်နယ်ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့အောင်မြင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဖြူးမြို့နယ်ညောင်ပင်သာရွာမှာရှိတဲ့ရဲစခန်းနဲ့ဖုန်ကြီးကျောင်းတို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျိတိုက်ခတ်ရာစစ်ကောင်စီဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ9ရက်နေ့မနက်တနာရီ48မိနစ်နဲ့52မိနစ်ခန့်တုန်းကညောင်မင်းသားရွာမှာရှိတဲ့ရဲစခန်းနဲ့ဖုန်ကြီးကျောင်းတို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက ဒရုန်းနဲ့ဘုံပြီးဆယ်လုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးပြီး2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တော်လိုက်တပ်ဖွဲ့ဝင်များအထိကైမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ကိုရရနေမနက်အစောပိုင်းကညောင်မင်းသားရွာရဲစခန်းနဲ့ညောင်မင်းသားရွာဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါဗျ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး6កောင်တေးပြီးတော့နှောက်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်လို့တရားဝတိ KI ပကဖစစ်ရေးတာဝန်ခံရဲဘော်တစ်စာကပြောကြားထားကြောင်းတရင်အရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းတုံးမြို့နယ်အတွင်းစစ်ကြောင်းထုတ်နေတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာ900ကိုဝင်းရောက်စီးနှင်းပြီးတော့ငွေကျပ်3,900ကျော်တန်ဖိုးရှိတဲ့ပစ္စည်းများအပါအဝင်ထမိန်များပါခိုးယူလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလကစတင်ပြီးတော့မင်းလာမြို့နယ်အတွင်းမှာရှိတဲ့ကပ္ပဆာ10ကုန်းကြီးကပ္ပဆာ2မလွန်နဲ့တရက်မြို့နယ်အတွင်းမှာရှိတဲ့ကပ္ပဆာ7တရက်တို့ကအင်အားတရာဝင်းကျင်နဲ့စုဖွဲ့ထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမင်းတုံးမြို့နယ်အတွင်းမှာရှိတဲ့ကြောက်ဖြာလေရွာတိုင်တားရွာ တမင်ကလေးရွာခုံတိုင်ချင်းရွာနဲ့မြုံးဝရွာတို့ကိုဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာချင်းရွာများအတွင်းကိုဝင်ရောက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ဖောက်ဝင်ရောက်စီးနှင်းခဲ့ပြီး ပြည်သူပိုင်ရွှေငွေကြက်နဲ့စားတောက်ကုန်များအပါအဝင်ထမိန်များပါမကြံခိုးယူသွားပြီးတော့ငွေကြက်3900ကျော်ဘူးလူရက်သွားတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဟာအော်တိုဘာလ4ရက်နေ့မနက်09:55မိနစ်ခန့်မှာမင်းနှုံမြို့နယ်အတွင်းမှာရှိတဲ့ကြောက်ဖြားလေကျွေးပါကိုဝင်ရောက်လာပြီးတော့ပြည်သူပိုင်နေအိမ်များကိုမှွေနောက်ဖျက်ဆီးကာရွှေငွေများကိုခိုးယူနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကအနီးကချင်းကဝင်းရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။အော်တိုဘာလ10ရက်နေ့ ညနေ9နာရီကမှအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမင်းတုံးမြို့နယ်ကြောက်တိုင်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုပြန်လည်ဆုတ်ခွာသွားပြီးတော့အဲဒီကမှတဆင့်၎င်းတို့ရဲ့တိုက်ရင်များကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။မင်းတုံးမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်များမှာရွှေငွေနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုအဓိကထားပြီးတော့ကိုယ်နဲ့မကွာယူဆောင်သွားကြပါရဲ့နဲ့စေဝါရိတ်ခါတရေဆိုင်ရာလိုအပ်ချက်များရှိပါကမင်းတုံးပကဖကိုဆက်သွယ်ပေးကြရန်တိုက်တွန်းထားတယ်လို့ မင်းတို့မျိုးနဲ့ပကဖတာဝန်ခံကိုပါဟင်းကပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရီယာမြို့နယ်ဝေါ်စုကျေးရွာဖုန်ကြီးကျောင်းမှာရှိတဲ့စစ်ဘေးရှောင်ဇခန်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခဲ့ရာတန်ကာ၃ပါကလေးငယ်တအုပ်အပါအဝင်ပြည်သူ၁၂ဦးတိဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၁၇ရက်နေ့မွန်လွဲတနားရီအချိန်မှာမရီယာမြို့နယ်ဝေါ်စုကျေးရွာဖုန်ကြီးကျောင်းစစ်ဘေးရှောင်ဇခန်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။တန်ကာ၃ပါအမျိုးသား၄ဦး အမျိုးသမီးတအူးဆက်နက်နဲ့အရွယ်ကလေးငယ်တအူးအပါဝင်စုစုပေါင်းပြည်သူဆက်နက်ဦးတေဆုံးခဲ့ရတယ်လို့သိရပါတယ်ပြည်သူအယောက်30လဲဒဏ်ရာရရှိခဲ့တယ်လို့ဒေသနေပြည်သူများကပြောပါတယ်တိုက်ပွဲဖြစ်တာမရှိပါဘူးပြည်သူဆက်နက်ဦးတေဆုံးပါတယ်ဝေါ်စုကျေးရွာဆစ်ဆောင်စခန်းကအခုမှရွှေပြောင်းလာရကနေလက်နက်ကြီးနဲ့အထုခံရပါတယ် ပြည်သူအယောက်30လဲဒဏ်ရာရရှိသွားတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ကစစ်ကြောင်းများကမရီယာမြို့နယ်အတွင်းစစ်ကြောင်းထုံးနေပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့လဲတိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုခိုင်မြို့နယ်မုံစီကျေးရွာမှာရှိတဲ့ရေဘူးဆန်းအပန်းဖြေစခန်းကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့လာရောက်ဗုံးကျဲခဲ့တဲ့အတော့အရသာပြည်သူတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ10ရက်နေ့မနက်3:30မိနစ်အချိန်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ ဘုံလေးလုံးကြီးလာရောက်ကျဲချခဲ့ပြီးတော့အဆောက်အဦတချို့ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ဘုံကျဲခံရတဲ့နေရာဟာမုံစီမြို့နယ်နဲ့တာမုံညဲချာပြည်သူများရဲ့အပန်းဖြေစခန်းတစ်ခုသာဖြစ်ပြီးတော့စစ်ကောင်စီတပ်ကစီရဲမဟုတ်တဲ့ပြည်သူလူထုကိုဥတီကဂျက်ဖိုက်တာနဲ့လာရောက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းတီအန်အာတွေကပြောဆိုထားပါတယ်အလားတူပဲ ်ဩဂတ်စ်လ9ရက်နေ့ကလည်းကုတ်ခိုင်မြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်တဲ့ပေါင်900ဘုံးကိုအုံပြုပြီးနှစ်ချိန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ9ရက်နေ့မှာတော့စစ်ကောင်စီတပ်ကကုတ်ခိုင်မြို့ကိုတရက်ထဲနဲ့၄ချိန်၄ချောင်းကနေပြီးတော့လေရင်နဲ့ဘုံးကျဲချခဲ့ရာပြည်သူ6ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကုတ်ခိုင်မြို့မှာဈေးကြီးလဲမီးလောင်သွားခဲ့ပြီးတော့ဆိုင်ကမ်းပေါင်း400တခန်းမီးလောင်ပျက်စီးသွားခဲ့ရာအကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ